အားလုံးပဲမင်္ဂလာညချမ်းလေးပါဦးဇင်းတို့လူသားတွေရဟန်းတော်တွေပေါ့စာချက်လို့ရှိရင်ဘာကြောင့်မိပါတလေအဲ့ဒီမိရချင်းအကြောင်းရင်းကိုဦးဇင်းကဗုဒ္ဓရဲ့အစုံမရဲ့စိတ်ပညာရှိတော်ကနေဦးဇင်းကမျှဝေပြခြင်းပါတယ်နော်ဦးဇင်းရဲ့ channel မှာအသိပညာတိုးသိမဲ့အရာတွေကိုအမြဲတမ်းမျှဝေမှာဖြစ်သည့်အတွက်ကြောင့်ဦးဇင်းရဲ့ channel ကို like and subscribe လေးပေးဖို့လည်းကျွန်တော်ဦးတောင်းဆိုခြင်းပါတယ် ကဲစကြရအောင်ပေါ့ဦးနှုတ်လောကမှာမလို့ခြင်းသုံးညာကပြန်မေ့တာပဲတလားဘာကြောင့်မေ့တယ်လဲဆိုလို့ရှိရင်ဗုဒ္ဓအမြင်နဲ့အရင်ပြောမယ်និဝရဏတရား6ပါးရှိလို့ပဲအဲ့ဒီ6ပါးကိုဦးနှုတ်ကမြားနေသည့်အတော့ကြောင့်ဦးနှုတ်ကပြန်ပြန်မေ့တာဖြစ်ပါတယ်နော်အဲ့ဒီ6ပါးကိုရော့အောင်လုပ်မယ် ကြည့်ရလို့မဆိုရှင်ကိုတိတဲ့အသိပညာတွေကဘယ်တော့မှမေ့မှာမဟုတ်ပါနော်၆ဘက်ကဘာလို့လဲဆိုရှင်ကနံပါတ်၁ကာမစ်စန္ဒကာမဂုဏ်အာယုံကိုခုံမင်းလူလာတာပေါ့ဒီညမှာဥဒိနဗုဒ္ဓဘာသာဝင်တွေကကာမဂုဏ်ဆိုလို့ရှိရင်ဟိုဗါလဲလင်မြအခမ်းမဲ့တွမ်းမြင်ကြတယ်ကဲတော့ကာမဂုဏ်ဆိုတာအဲ့ဒါလဲပါတယ်လို့ဥဒိနဖုံကောင်းကောင်းကင်ညာကာကောင်းကောင်းသိညာ တန်ငယ်ချင်းတွေနဲ့ပျော်ပါခြင်းတာဂိမ်းစောခြင်းတာကစားအစော့မှတ်တာတတဖြင့်ဒါတွေကကာမဂုဏ်တွေပဲကျောင်းသားတယောက်ကအဲ့ဒါတွေကိုခုံမင်နှက်တက်မဲ့ဆိုလို့ရှိရင်သူ့ရဲ့ကောင်းထဲမှာစာလုပ်ဖို့မရှိတော့နော်ဒီအပျော်ပါတွေအစော့တွေဂိမ်းတွေအပျော်ပါတန်ငယ်ချင်းတွေနဲ့ပေါင်းနေတဲ့ရင်ပဲတတိယတဲ့ခါမှာသူတို့ရှိမှာ စာကြက်ဖို့စာလေ့လာဖို့တိတ်အားမရှိတော့အဲ့ဒါကြောင့်ဒီကာမစ်စင်တာတွေ ။များနေမဲ့ဆိုလို့ရှိရင်အဲ့ဒီကလေးကစာမကြက်ဘူးချက်ခဲ့သည်ရှိတော့ပြန်မေးမှဖြစ်ပါတယ်။နံပါတ်1ဗျာပါဒစိတ်ဆိုးတာဒေါသထွက်တာနော်ငိုတာကြောက်တာဒါတွေကဗျာပါဒတွေပဲ။အဲ့ဒါတွေရှိနေမဲ့ဆိုလို့ရှိရင်လည်းအဲ့ဒီကလေးကတာမေးမှပဲ။မကျင်တာပေါ့။ဒီလား။နံပါတ်3ကကြတော့ထိနာမိတ်တာ ထိုင်းမှိုင်းနေတာ စိတ်ကမလန်းဘူးထိုင်းမယ်ဖိုင်းမယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကလည်းကြောင်းရှိမှဆရာမတင်တဲ့စာကိုလည်းခေါင်းထဲကိုရောက်မှာမဟုတ်ဘူးအာယုံလည်းစိုက်နိုင်မှာမဟုတ်ပါဘူးအတန်ရှင်းလည်းထားနိုင်မှာမဟုတ်ပါဘူးနော်နံပါတ်၄ကကြတော့အုတ်တစ္စကကုတ်စပေါ့ပြန်လွင်လာရဲ့ပူပန်လာရဲ့နာနာတဖန်ပူပန်လာရဲ့ပေါ့စိတ်တွေပြန်လွင်နေမယ်ဆိုလို့ရှိရင်ဒီကလေးကစာတတ်ပါမလားစာတင်ကောင်းကောင်းတင်လို့ရပါမလားပေါ့ မရဘူးเนาะပြီးလို့ရှိရင်နောင်နာရတာပေါ့ကိုလုတ်ခဲ့တဲ့အမားတွေကိုပြန်ပြီးတော့နောင်နာရနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကလည်းတာကိုအာယုံစိုက်နိုင်မှာမဟုတ်ပါဘူးเนาะဒါကြောင့်ဦးဇင်းတို့စာနဲ့ပတ်သက်လို့ရှိရင်ပတ်တော့နှလုံးရှောင်ရတယ်ဟုတ်လားစာမေးပွဲနဲ့ဝေးလို့ရှိရင်မပေါ်သားမှုကိုရှောင်စာမေးပွဲနဲ့နေလို့ရှိရင်ပူပန်မှုကိုရှောင် နော်အဲ့ဒါကြောင့်ဦးဇင်းတို့ကနောင်တမရဖို့အရေးကြီးတယ်ထိပ်ပြန်လို့မရှိဖို့အရေးကြီးတယ်ပေါ့နံပါတ်5ကကျတော့ဝီစီကိစ္စပေါ့ယုံမတန်တရားရှိတာကိုကိုကိုယုံကြည်မှုမရှိတာပေါ့ဖခင်ဟောသလိုရှိရင်ဖခင်တရားတန်ခါနဲ့ကံကံရဲ့အကျိုးကိုမယုံတာပေါ့ဒီနေရာမှာဦးဇင်းကစာနဲ့ပတ်သက်တာဖြစ်သူတွေကြောင့်ယုံကြည်မှုမရှိတာနော်စိတ်တွေကနှစ်ခွာဖြစ်နေတာတို့လို့တို့လို့ဖြစ်နေတာပေါ့ငါအောင်မာလားကြာမာလား ဲ့လိုဖြစ်နေမှသူတို့ရှင်အဲ့ဒီကလေးကသာလိုက်နိုင်မှာမဟုတ်ပါဘူး။သာလိုက်မယ်ဆိုတော့မှပြန်မေးမှဖြစ်ပါတယ်။နံပါတ်6ကကျတော့ဝိဇ္ဇာပေါ့။မတိမှုပေါ့။နော်။ကို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 မတိတာလို့သာနဲ့ပတ်သက်ပြီးတော့လေးလာမှုအားနေတာလို့ဒါတွေကိုမတိမှုမှာဥသိန်းကဒီနေရာမှာပြောချင်ပါတယ်။နော်။ဒါကဗုဒ္ဓအနိစ္စပေါ့လေ။အဲ့ဒီ6ပါးကိုရော့အောင်လုပ်မယ်ပေါ့။ ဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မှတ်ဉာဏ်တွေကလည်းတဖြည်းဖြည်းပုံမှုပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်နော်ဒါကဥဒင်းဗုဒ္ဓရဲ့အမြင်ဗုဒ္ဓရဲ့ရှိတော်ကနေပြီးတော့စာတွေဘာကြောင့်မြစ်တယ်လဲပေါ့စာမမြစ်အောင်ဘာတွေကိုလှုပ်တင်တယ်လဲပေါ့ဒါကိုမျှဝေပြီးဖြစ်ပါတယ်အဲ့ဒီဥဒင်းမျှဝေခဲ့တဲ့6ပါးကိုညာနေမှာဆိုလို့ရှိရင်အဲ့ဒီကလေးကစာမတက်ဘူးတက်ခဲ့သူကြည့်တော့ပြန်မိမှာပဲအဲ့ဒီ6ပါးကိုရောပါအောင်လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကမှတ်ဉာဏ်နေပို့ပြီးတော့ ကောင်းလာမှာဖြစ်ပါတယ်အထူးအဖြင့်ကိလေသာတွေပေါ့အဲ့ဒါတွေကိုလျှော့ပါအဲ့ဒါဆိုရှင်မှညာပုံမကောင်းလာပါလိမ့်မယ်အဲ့ဒါတွေကိုရှော့ဖို့ဆိုလို့ရှိရင်ဘာလို့တင့်တယ်လဲဆိုလို့ရှိရင်ဥဒင်းတို့ကเนาะတရားထိုင်မယ်အနာဘာနာဝင်တဲ့ကိုရှုမယ်ပေါ့เนาะတနေ့ကို15မိနစ်တော့ထိုင်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကတနေ့သက်တနေ့မှတ်ညံနေပို့ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်เนาะ ဟုတ်ပြီဦးနေကဒါကဘုရားရှိတော်ပြီလို့ရှိရင်စိတ်ပညာရှိတော်ပေါ့ဦးတို့ဒီမှတ်ညာအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ညာ၃မျိုးရှိတယ်ပေါ့အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင် sensory memory ဆိုတဲ့အာယုံခံမှတ်ညာ walking memory ပေါ့လောလောထဲမှတ်ညာပေါ့ပြီးရင် short term memory ပေါ့အာယုံတို့မှတ်ညာကာလတို့မှတ်ညာပေါ့ပြီးတော့ long term memory တို့တဲ့ကာလရှည်မှတ်ညာဦးတို့ကစာကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုအာယုံခံမှတ်ညာလို့ခေါ်ပါတယ် ဒါကိုကြည့်ပြီးတော့ဦးဇင်းတို့က short term memory ကိုပို့ပြရနော်အချိန်တခဏရဖို့ကိုပေါ့ပြီးလို့ရှိရင်အဲ့ဒီ short term memory ကနေပြီးတော့ဦးဇင်းတို့ကကာရရှိမှတ်ညာတဲ့ကိုပို့ပြရတယ် long term memory ပေါ့ဦးဇင်းတို့ကအဲ့ဒီကာရရှိမှတ်ညာ long term memory တို့ရောက်တဲ့စာရီအသိပညာတွေကဘယ်တော့မှမမေ့ဘူးတိရဘယ်တော့မှမမေ့ရသုံးတာမရှိဘူး အခုဦးဇင်းတို့ဒါနဲ့ဝင်းနေပြီပေါ့ဦးဇင်းကိုတကယ်ကျွမ်းကျင်တဲ့သိပ္ပံချင်းကနေပြီအိမ်မရှာမယ်ချပြီးတော့ဦးဇင်းကိုစာရီမင်းမဆိုချင်ဦးဇင်းကအရင်ကရှက်ကြတာတွေကိုပြန်ပြီးတော့မှတ်မိတယ်လို့ပြောတယ်ပေါ့ဒီလိုပုံမှန်ဆိုလို့ရှိရင်ဘာမှသတိမရဘူးမမမိဘူးပေါ့နော်ဦးဇင်းတို့ကစာကိုပြန်ရကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီခုနကဦးဇင်းပြောခဲ့တဲ့ long term memory ကနေပြီးတော့ short term memory ကို ပြန်လှည့်ရတယ်အဲ့ဒါကို we try ပဲ process လို့ခေါ်ပါတယ်နော် we try ပဲ process ပေါ့ဟုတ်ပြီပြီးရင်စာရီကိုမေးတဲ့တူအိုကြီး၄ခုရှိတယ်တဲ့နော်ဘာကြောင့်မေးလဲဆိုတာကိုရှင်းပြတဲ့တူအိုကြီးအဓိကတူအိုကြီး၄ခုရှိပါတယ်တဲ့အဲ့ဒါက number 1 in the fan forgotten တူအိုကြီး number 2 decay တူအိုကြီး number 3 modified forgotten တူအိုကြီး number 4 we try ပဲ fish out ပေါ့သာကိုမေးတဲ့အဓိကတူအယူလေးခုရှိတယ်ပေါ့အဲ့ဒီမှာနံပါတ်1 interfront for garden TOV ကဘာလို့ပြောတာလဲဆိုလို့ရှိရင်တဲ့နော်ဦးဇင်းတို့ကအခုစာချက်တယ်ပြီးရင်နောက်ထပ်အမြင်အာရုံတွေကိုထိတွေ့ရအောင်မှာအကြအာရုံတွေအနံ့အာရုံတွေအရသာတွေအထိတွေ့တွေအတွေ့အကြံတွေပြီးရင်အတိတ်လာမဲ့သင်ခန်းစာတွေတည်င်းအချက်လက်တွေကိုမှတ်ကအောင်မှာအဲ့ဒီတည်င်းချက်လက် အစ်တွေလာခဲ့တဲ့ခါကျတော့ဦးဇင်းတို့ကအတိတ်မှာချက်ခဲ့တဲ့သားအဟောင်းတွေကမေ့သွားကိုအဲ့ဒါကို indifferent forgotten TOB လို့ခေါ်ပါတယ်နံပါတ်1 DKTOB အရာကဘာလဲဆိုအစင်လားပေါ့လေဦးသွင်းရဲ့ memory ကတဲ့အသက်ကြီးလာလေမညာနေကရိုးရင်းပြသလာကောတဲ့အဲ့ဒီ TOB ကတော့နံပါတ်1 DKTOB ပေါ့နံပါတ်3 modified for garden theory အဲ့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ဦးသွန်းတို့မှာသိပညာအရဆိုလို့ရှိရင်ဦးသွန်းတို့သိမှာသိက၃မျိုးရှိတယ်ပေါ့တိတဲ့ရဲ့အကျိုးတိတဲ့ရဲ့မရိတဲ့ရဲ့ပေါ့အဲတိတဲ့ကဘာကိုပြောရလဲဆိုရင်ဦးသွန်းတို့အခုမြင်နေကြားနေရတဲ့အရာတွေကိုအဲ့ဒါတိစိတ်ပဲနော်အကျိုးတိတဲ့တော့ဘာလို့ပြောရလဲဆိုဦးသွန်းတို့ကမေ့နေတာတိုးတော့ပြင်ဆင်တော့လို့ရှိရင်ပေါ်တယ်အဲ့ဒါကိုအကျိုးတိတဲ့လို့ခေါ်ပါတယ် နံပါတ်3ဖြစ်တဲ့မတိတိတ်ဆိုတာဘာကိုပြောတာလဲဆိုလို့ရှင်ဥစဉ်တို့မှာမင်းနေတဲ့အရာတွေတိုးတော့အဲ့ဒီမင်းနေတဲ့အရာတွေကဟိုးနတ်ဆိုင်ရဲ့နေရာမှာရှိတယ်အဲ့ဒီကောင်တွေကဥစဉ်တို့ရဲ့ဘွား60ရာခိုင်နှုန်းကိုသူကဥထောင်နေပေါ့ဥစဉ်တို့နေတဲ့ပြောနေသားနေတောက်နေလာနေသွားနေတဲ့အမှုရာတွေအလုံးကအဲ့ဒီမတိတိတ်တွေမှာရှိတဲ့အရာတွေကိုလိုက်လုံးနေတာဖြစ်တယ်လို့စိတ်ပညာရှင်တွေပြောပါတယ် အဲ့ဒီတိတ်တယ်မှာရှိတယ်ပေါ့တာယာရမိုးတဲ့မှတ်ညာတွေကဦးသိန်းတို့ရဲ့တိတ်တိတ်ကိုလာပြီးတော့နှောက်ရတဲ့အခါမှာဦးသိန်းတို့ကစာတွေကိုမေ့တယ်တဲ့အဲ့ဒါကို motivator forgotten TOB လို့ခေါ်ပါတယ်အဲ့နောက်တော့ဖြစ်တဲ့တူရော retrieval feature ဆိုတာကဘာကိုပြောတာလဲဆိုရှင်ဦးသိန်းတို့ owner နဲ့မရှိတဲ့မှတ်ညာတွေကဘယ်တော့မှမပြောက်ဘူးတဲ့သို့တော့နောက်ထပ်လာမဲ့တဲ့ အခြေသက်တွေကနှောက်ရတဲ့အခါမှာဒုမဟုတ်ဦးဇင်းတို့သိတယ်လျှောက်ရမယ်စိတ်တွေသုံးမယ်ဆိုလို့ရှိရင်အဲ့ဒီမှညာတွေကမိတာကို retrieve feature လို့ခေါ်ပါတယ်နော်အဲ့ဒီဒီလေးခုကြောင့်ဦးဇင်းတို့ကစာတွေကိုမိတာလို့သိပညာရှင်တွေကလက်ခံထားပါတယ်နော်ဒါကြောင့်တူတူပြောတဲ့စကားကိုနားထောင်နော်ဦးဇင်းတို့ဗုဒ္ဓဟောကြားတဲ့ ကာမေသန္တာတို့ဗျာပါဒာတို့သီနမိတ်တာတို့ဩတ္တသကုကုသာတို့ဝိသိကိသာတို့အဝိဇ္ဇာတွေကိုလည်းကင်းအောင်မလုပ်နိုင်ဘူးဆိုရင်လျှော့ပါအောင်လုပ်ပါပေါ့အဲ့ဒါဆိုရှင်မိမိတို့ရဲ့မှညာကပိုကောင်းလာမှာဖြစ်ပါတယ်နော်အားလုံးပဲမှညာကောင်းပြီးတော့နိုင်ငံအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်ကြပါစေ